။အိုဝေးနာဝေးတေဝေးကြုံလာပြီဆိုလို့ရှိရင်တတဝါတွေတိုင်းဟာပူဆွေးတော့ကဒေါမနတာတွေဖြစ်ပြီးတော့ဒုက္ခတရားကြီးကိုခံစားကြရတယ်ဗျာနော်ကြည့်လိုက်တတဝါလည်းတတဝါလိုက်သူ့ထွားနေသူခံစားတော့ကရောက်ရတယ်လူတွေကလည်းလူတွေအလိုက်သူ့ဝေဒနာနဲ့သူခံစားတော့ကရောက်ရတယ်အဲ့တော့ဒီဒုက္ခသစ္စာဆိုတဲ့အကျိုးတရားကြီးရရှိခြင်းက တမှုရိယဆိုတဲ့တန်ရောစဉ်ဆိုတဲ့အကြောင်းတရားကြီးကြောင့်ဒုက္ခဆိုတဲ့အကျိုးတရားကြီးခံစားရတာအဲ့တော့ဒီဒုက္ခတရားကြီးမခံစားခြင်းမှုဆိုရင်တမှုရိယဆိုတဲ့တန်ရောစဉ်နေကိလေသာတွေကိုစွန့်လွတ်မှဒုက္ခဆိုတဲ့ဝေဒနာခံစားမှုငြိမ်းရမှာပြန်နော်အဲ့တော့နိရောဓလို့ခေါ်တဲ့အပူပင်တရားတွေငြိမ်းမှုရာဆိုရင်တော့မေဃဆိုတဲ့မေဃရှိပါတရားကိုပွားများအားထုတ်မှမှန်မှန်ကန်ကန် စဉ်းစားတွေးတော်ကြံစီပြီးတော့နေမှမနတိမနတိကာရဆိုတဲ့နှလုံးသွင်းလဲမှန်မှမနတိကာရဆိုတဲ့အထက်ရလျောက်တရားမြတ်မြတ်တတ်နှလုံးသွင်းတတ်မယ်ဆိုရင်တော့တထင်ကတောကဝေဒနာတွေပယ်ပြောင်းနိုင်ပါလေဗျာနော်ဒါပေမဲ့သာဝရ အမြဲတမ်းဒုက္ခဝေဒနာတွေတမှုရိယဝေဒနာတွေဒုက္ခဝေဒနာတွေပယ်တတ်ခြင်းနဲ့ဆိုရင်တော့မေကဆိုတဲ့ကျင့်စဉ်တရားတွေရှိပါတယ်ဗျာမေခင်ရှစ်ပါအကျင့်တရားတွေကိုကျင့်မယ်ဆိုရင်တော့ဏိရောဓဆိုတဲ့အပူပင်တော့ကပဋိတိဝဒုက္ခဒေါမနတာတွေခြုံငင်းရအငိမ့်တက်ကိုတော့ရမှာဗျာအဲ့တော့မေခင်ရှစ်ပါအကျင့်တရားကိုပွားများဖို့ဟာဆိုရင်တော့တိလတမာတိပညာတမထဝိပဿနာဆိုတဲ့ကျင့်စဉ်နေနေမှာပဲ အရာရာအလုံးအငိမ့်တက်ကိုရှာဖွေတွေ့ရှိမှာဖြစ်ပါတယ်ဗျာနော်